မိုင်းဆော့ပိတ်တဲ့အလုံးမင်္ဂလာပါကျွန်တော်ဥရောပထိတ်တန်းလီနဲ့နိုင်ငံကပွဲစဉ်တွေကတော့ပြီးဆုံးသွားခဲ့ပြီဒါပေမဲ့လည်းကျွန်တော်2025ဖီဘာကလပ်ကဘာဗလာပြိုင်ပွဲကတော့ပိတ်သက်တွေကိုစောင့်မျှော်နေရလေဖြစ်ပါတယ် ။ဒီပြိုင်ပွဲကိုတော့အရင်နှစ်ကနေမတူပဲပုံစံအသင်းနဲ့ကျင်းပသွားမှာလည်းဖြစ်တယ်။တိုက်ကြီး6တိုက်ကအသင်းတွေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့ပါဝင်မဲ့အသင်းတွေကလည်း32အသင်းတိရှိနေရလဲဖြစ်ပါတယ်။ဒါအပြင်ဥရောပထိပ်သီးအသင်းအများပြားပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပြီးတော့စုကြီးတွေကလည်းမတ်လောက်စရာကောင်းလာကြအောင်ဒီပြိုင်ပွဲကလည်းအလွန်စိတ်ဝင်စားဖို့ကောင်းနေရလဲဖြစ်ပါတယ်။ FIFA ကလပ်ကဘာဖလားပြိုင်ပွဲကိုတော့အမေရိကန်နိုင်ငံမှာကျွန်တော်ဇွန်လ14ရက်ကနေဇူလိုင်လ13ရက်နေ့ထိကျင်းပသွားမှာလည်းဖြစ်ပါတယ်။ဥရောပထိပ်သီးကလပ်အသင်းအများပြားပါဝင်ရှင်ပြိုင်ကြမှာဖြစ်တာကြောင့်ကျွန်တော်ချန်ပီယံစုအတွက်ပြိုင်ဆိုင်မှုကလည်းပြင်းထန်လာမှာလည်းဖြစ်ပါတယ်။ဂ ချက်လက်တွေကိုတွက်ချက်ပြီးတဲ့ကျွန်တော် Opta Super Computer ကတော့ဒီပြိုင်ပွဲမှာဘယ်အသင်းတွေကတော့ Champion ဖြစ်နိုင်မှုရေပန်းစားနေလဲဆိုတာကိုတော့တွက်ချက်ပေးထားတာလည်းဖြစ်ပါတယ် Super Computer ကတော့ကျွန်တော်ဥရောပထိပ်သီးအသင်းတွေတဲကပဲ Champion ဆုရရှိနိုင်မယ်ဆိုပြီးတော့ဖော်ပြထားပြီးတော့ဘယ်အသင်းတွေကတော့ Champion ဆုရရှိဖို့အတွက်ရာခိုင်နှုန်းအများဆုံးရရှိနေလဲဆိုတာကိုပြောပြပေးခြင်းပါတယ်နံပါတ်6နေရာမှာရက်တည်နေတဲ့အသင်းကတော့ Chelsea အသင်းပါကျွန်တော် LAFC Flamengo တူးနှစ်အသင်းတို့နဲ့တအုပ်စုလဲကြားရောက်နေတဲ့ Chelsea အသင်းကတော့ပြီးခဲ့တဲ့ပြီးများလေးရာသီမှာ အဆင့်၄နေရာနဲ့ရပ်တည်ခဲ့ပြီးတော့ conference league ဖလားကိုလည်းရယူထားနိုင်ခဲ့တဲ့အသင်းလေးဖြစ်ပါတယ်။ Chelsea တင်းကတော့ကျွန်တော်ကလပ်ကပဖလားပြိုင်ပွဲတွေဒီလက် SU ကိုနဲ့စာတို့ကိုအားဖြည့်ထားတယ်။သူတို့ရဲ့အတောင့်တင်းဆုံးလူစင်းနဲ့ပြိုင်ပွဲမှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။ Super Cup ကတော့ Chelsea အသင်းကိုကျွန်တော်တို့ champion ဖြစ်ဖို့ရာခိုင်နှုန်း၈.၄ရာခိုင်နှုန်းပေးထားတာလည်းဖြစ်ပါတယ်။နံပါတ်9နေရာမှာရပ်တည်နေတဲ့အသင်းကတော့ ရီယယ်မက်ဒရစ်အသင်းမှာရီယယ်မက်ဒရစ်အသင်းကပြီးခဲ့တဲ့ရာသီချန်ပီယံလိပြိုင်ပွဲနဲ့ပြည်တွင်းလိပြိုင်ပွဲတွေမှာလည်းဘာစုဖလားအောင်မြင်မှုမှမရရှိခဲ့ရလဲဖြစ်ပါတယ်ဒီတစ်ခေါက်ရှင်ပြိုင်မဲ့ကျွန်တော်တို့ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုတော့ချန်ပီယံဖြစ်နိုင်ဖို့အတွက်ပြစ်မှတ်ထားနေရလဲဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းကတော့ကျွန်တော်ဇာဗီအလွန်ဆုံးကိုနီးပြတ်တဲ့ခန့်အပ်ထားတယ်လို့ကျွန်တော်လီဗာပူးအသင်းနောက်ခံလူအာနိုကျွန်တော်ဘုံမောက်တဲ့နောက်ခံလူဟိုက်ဆန်တို့ကိုပါအားဖြည့်ထားရလဲဖြစ်ပါတယ်။စူပါကွန်ပျူတာကတော့ရီယယ်အသင်းကိုကျွန်တော်တို့ဖီဘာကလပ်ကမ္ဘာဗလာပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်ဖို့ရာခိုင်နှုန်း၉သသမ၈ရာခိုင်နှုန်းပေးထားတာလဲဖြစ်ပါတယ်။ နံပါတ်၄ညမှာတော့ကျွန်တော်အင်တာမီလန်အသင်းကရက်တည်နေပါတယ်။အင်တာမီလန်အသင်းကတော့ပြီးခဲ့တဲ့ရာသီကျွန်တော်တို့ချန်ပီယံလိဘိုလူပွဲမှာလည်း PSG အသင်းကိုဂိုးပြတ်အရင်နှိပ်ထားပြီးတော့ CDA ပြိုင်ပွဲမှာလည်းနာပိုလီအသင်းကိုစူဖလားပေးရခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့တော့အင်တာမီလန်အသင်းကလည်းစူဖလားလက်မဲ့ရာသီဖြစ်နေတာကြောင့် FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာစူဖလားရရှိဖို့ပြစ်မှတ်ထားနေမှာလည်းအသေးကြပါပဲ။အင်တာမီလန်အသင်းကတော့ကျွန်တော်ကစားသမားအောင်ချီဘူးကိုနီးပြတ်တစ်ပြည့်ခန့်အပ်ထားပြီးတော့အတောင်တင်းဆုံးလူစင်းနဲ့ဒီပြိုင်ပွဲကိုရှင်ပြိုင်သွားဖို့လည်းရှိနေရပါ စူပါကွန်ပျူတာကတော့အင်တာမီလန်တင်းရဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့7.3%ခိုင်နှုန်းနဲ့နံပါတ်၄နေရာမှာရပ်တည်နေရလဲဖြစ်ပါတယ်။နံပါတ်၃နေရာမှာရပ်တည်နေတဲ့အတင်းကတော့ဘိုင်မြူနစ်တင်းမှာဘိုင်မြူနစ်တင်းကတော့ပြီးခဲ့တဲ့ရာသီဘွန်ဒန်လီကာဗလာချန်ပီယံဖြစ်ခဲ့တာကြောင့်ကပလက်ကပဗလာချန်ပီယံဖြစ်ဖို့အတွက်နံပါတ်၃နေရာမှာလဲဝင်ရောက်နေနိုင်တာလဲဖြစ်ပါတယ်။စူပလာမရသေးတဲ့ဂျိန်စာကိုအဆုံးသတ်နိုင်ခဲ့တဲ့တိုက်စစ်ကစားသမားဟယ်ရီကိန်းအနေနဲ့လည်းနောက်ထပ်စူပလာတလုံးရရှိဖို့အတွက်ကတော့စာလုံးနေမှာလဲကျင်းသေးပါတယ်။ ဒီပြိုင်ပွဲမှာဘိုင်မြူနစ်တင်ချန်ပီယံဖြစ်ဖို့အတွက်ကတော့7.8%ခိုင်လုံးပေးထားတာလည်းဖြစ်ပါတယ်။နံပါတ်1နေရာမှာတော့ပြီးခဲ့တဲ့ယာဒီကဆူဖလာလက်မဲ့ယာဒီနဲ့ရင်ဆိုင်ခဲ့ရတဲ့မန်စီးတီးတင်းမှာမန်စီးတီးတင်းကဒီပြိုင်ပွဲကိုရှင်ပြိုင်ဖို့အတွက်အိမ်ညိုရီချာဂီရိန်းဒါနဲ့ဘီတင်နယ်လီတို့ကိုအားဖြည့်ထားပြီးတော့အတောင်တင်းဆုံးလူစင်းတဲ့အမေရိကန်နိုင်ငံကိုထွက်ခွာလာမှလည်းဖြစ်ပါတယ်။မန်စီးတီးတင်းကဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ရဲ့အကောင်းဆုံးပုံစံကို ပြတ်သားဖို့ဆုံးဖြတ်ထားတာကြောင့်ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့အတွက်အဆင့်နှစ်နေရာကိုရောက်ရှိနေရလဲဖြစ်ပါတယ်။စူပါကွန်ပျူတာကတော့မစီးရင်ချန်ပီယံဖြစ်နိုင်ဖို့အတွက်18.8ရာခိုင်နှုန်းထိတောင်ပေးထားတာလည်းဖြစ်ပါတယ်။ချန်ပီယံဖြစ်ဖို့အတွက်နံပါတ်1နေရာမှာရေဘန်းအစားဆုံးအသင်းဖြစ်ရက်တီနေတဲ့အသင်းကတော့ PSG အသင်းပါ။ PSG အသင်းကတော့ချန်ပီယံလိဖလားကိုသူတို့အသင်းရဲ့တမိုင်းကြောင်းတစ်လျှောက်ပြီးခဲ့တဲ့ရာသီမှာပထမဦးဆုံးရယူထားနိုင်ခဲ့ပြီးတော့ပြည်တွင်းဖလားအားလုံးကိုလည်းတင်ပိုက်ထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ပြည့်ချီတဲ့အကြောင်းကျွန်တော်ဖီဘာကလပ်ကဘာဖလားပြိုင်ပွဲကိုပုံစံတင်နဲ့မကျင်းပခင်ကတည်းကတစ်ချိန်မှဝင်ရောက်ရှင်ပြိုင်ထားခြင်းမရှိပါဘူးအခုချိန်ကတော့ PSG အတင်းအတွက်ပရမောက်ဆုံးဝင်ရောက်ရှင်ပြိုင်မှာလည်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ပြီးခဲ့တဲ့ယာဒီကချန်ပီယံလိဂ်ဖလားအပြင်ပြည်တွင်းဖလားအားလုံးကိုလည်းတင်ပိုက်ထားနိုင်တယ်ပုံစံကောင်းနေလဲပြသထားနိုင်တာကြောင့်ဖီဘာကလပ်ကဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားဆုံးနံပါတ်1မှာရက်တည်နေရဆိုတာကတော့တန်တရားဝင်စရာမရှိပါဘူးစူပါကွန်ပျူတာကတော့ PSG အတင်းကို17.5ရာခိုင်နှုန်းထိပေးထားရလဲဖြစ်ပါတယ်